အမီးကောင်းကောင်းလေးလုပ်ပြမယ်။ဘီယာနဲ့တွဲတော့မလားဝီစကီနဲ့တွဲတော့မလားအကုန်လုံးနဲ့လိုက်ဖတ်တယ်။အရင်ဆုံးချက်သားတွေကိုပါပါလှိထားတယ်။အဲ့ဒါမှမြင်မြင်ချက်မှအမီးလုပ်ပြီဆိုရင်မြင်မြင်လုပ်တာပဲကောင်းတယ်။ပြီးရင်ရတာနဲ့မယ်နော်။မေးဟင်းချက်နှစ်မုတ်ပဲထည့်ထားတယ်။အဲ့ဒါမှရှိရင်လဲစားချုံမုတ်ထည့်လို့ရတယ်။ကျုပ်တလုံးမှဖောက်တဲ့ကောင်းလေးငယ်ထည့်ပြီးတော့မှွေထားလိုက်မယ်။အဲ့ဒါမှချက်သားကနူးနူးညံ့ညံ့လေးနဲ့ရန်စားလို့ကောင်းမှာ။အရသာနဲ့နေတဲ့အချိန်မှာချက်တော်နီးလှိထားမယ်။ ပြီးရင်ငရုတ်သီးငရုတ်သီးကိုလည်းနုံနုံလေးဆင်မဆင်းလို့ရှိရင်လည်းကိုယ့်ကိုထောင်းနေတယ်ဆိုတော့သဘောပေါ့နော်။တမယာသီးလေးပါလှီထားမယ်။အဲ့ဒါကဘာလုပ်ဖို့လဲဆိုရင်အခုလုံနေတဲ့အမီးရဲ့အဓိကလုံတစ်လုံးနဲ့မှာငရုတ်သီးတမယာသီးတကြားဘင်းကမြိုင်လေးထည့်လိုက်မယ်ဆိုလို့ရှိရင်အရန်ကိုမှအရသာရှိရဲ့ sauce ရပါပါမှာ။အဲ့ဒါလေးကိုခဏချက်သားကိုအပြင်ကိုနည်းနည်းလေးထူချင်လို့ကောမိုလေးထပ်ပြီးတော့တုတ်ပြီးတော့ကြော်ပါမယ်။တဝက်ကိုအဲ့လိုကြော်ပြီးတော့နောက်တဝက်ကိုရိုးရိုးပဲကြော်ပါမယ်။ တက်သားကိုဒီလိုကြောင်မှအထဲထဲမှာကြုံသွားမှာနော်မဟုတ်လို့ရှင်တက်သားလေးရဲ့တိတိလေးဖြစ်ပြီးလုံးဝစားမကောင်းအဲ့လိုလေးပဲကြော်ပါတက်သားကြောင်လေးရပြီဆိုလို့ရှင်အဲ့ဒါလေးကိုတုံမှာဖြစ်ပါတယ်အပြင်လေးကကျွတ်ကျွတ်ရွရွလေးနဲ့တော်တော်လေးကိုဒီတိုင်းစားရင်တော့တော်စားကောင်းနေဘီယာလေးနဲ့ဆိုရှယ်ပဲကျွတ်တော်နေလီထားလေးထည့်မယ်ပြီးရင် sauce ဖြော်ထားလေးကိုလောင်းချလိုက်ပြီးတော့နည်းနည်းပပနယ်ပေးလိုက်ပြီဆိုလို့ရှင်တော့ချိုချင်ဆက်လေးနဲ့တော်တော်လေးကိုမှအရသာရှိရဲ့ကြက်ကြော်တုပ်လေးတကယ်ပြောရတော့မလဲဘူးဘီယာဝီစကီစိတ်တာနဲ့မြည်အရင်စားကောင်းအရှင်ပြင်းလိုက်လေးပေးကြနော်နောက်ပြီးတော့ပြန်တွေ့မယ်တတ်တာ